ားလုံးပဲမင်္ဂလာပါကျွန်တော်အခုဖတ်ပြပေးသွားမှာတော့ဆရာနီကိုရဲ့ရဲ့စွန့်ခွာခြင်းဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ စွန့်ခွာခြင်းညနေရည်နေအောင်ကြည့်သည်ပြည်သားရလမ်းကလေးပေါ်သို့လင်းလက်ပြားချနေကလမ်းတစ်ဘေးတွင်ရှိသည့်ဗရောက်ပင်များငူပန်းပင်များတရက်ပင်များနှင့်အုံးပင်အဖျားများတွင် တောက်ပဝင်းဝါနေသည်ကိုကျွန်တော်ငေးမနေမိပါသည်ပြည်သားရလမ်းကလေးသည်ပြည်ပြည်ကလေးတက်လာသောဂုံးကလေးဖြစ်သည်ထိုဂုံးလေး၏နေဘေးတွင်ကျွန်တော်တို့အင်္ဂလိပ်ရှိသည်အားလက်သည့်ညနေဆိုလျှင်ကျွန်တော်သည်အင်္ဂလိပ်အရှိတကွာတွင်ထိုင်ကား အခုလိုပင်ပြည်သားရလမ်းကလေးကိုငေးမောလေးရှိပါသည်ဂုံအဆင်းတွင်ခတ်တွတ်တွတ်ပြေးဆင်းသွားလေးရှိသော စပိန်များဆိုက်ကားများနှင့် ကားများကိုတွေ့ရပြီးဂုံအတက်တွင်ပင်မန်းကြီးစွာစူးစားအာထုံမှုဖြင့်နင်းတက်လာရသော ဆိုက်ကားများစပိန်များကိုတွေ့ရလေးရှိသည်ကားများသည်ပင်လည်းဂုံအတက်တွင် အင်ဂျင်ဇက်ကိုအားကုန်ညှက်ကတက်ဤလေးလေးချီတက်လာရသည် အချို့အသက်ကြီးသူများနေသည့်ဆိုက်ကားများသည် ဆက်မတက်နိုင်တော့တဖြင့်ဆင်တွန်ကြရသည်ကိုတွေ့ရတတ်သည် စီးသူများကတော့ထိုင်လျက်ပင်ရှိသည်ထို့ပေါ်ပါတွက်လက်ခြင်းနဲ့လေးပင်ရုံးကြရခြင်းမြင်ဝင်ကိုကျွန်တော်နေ့စဉ်ငေးမောလေးရှိပါသည်လမ်းနဘေးတရွတ်များပေါ်မှနေအောင်ခြေသည်ဝင်းဝါလဲလက်နေရာမှအနီအောင်တန်းလာလင်ပြည်သားရလမ်းလေးပေါ်မှလူတွေပုံများလာတတ်သည် ရုံးအပြန်ဆေးမလေးတွေညနေဆေးပြန်မိမကြီးတွေចောင်းလူចောင်းသားတွေကျွန်တော်မသိတိနေရာမှပြန်လာပြီး ကျွန်တော်မသိသည့်နေရာများသို့တွားနေကြသူတို့ကိုကျွန်တော်ငိမ်းမောနေမိတတ်သည်အနေရိပ်တန်းနေကြသော နေအောင်ကြီးတဲ့တွင်သူတို့မျက်နှာတွေကညုံနှွမ်းကပင်ပန်းချင်းထုံမှန်းချင်းတို့ကိုအထင်သာမြင်ရသည်ညနေကြီးလေးညင်းကြောင့်ဝေါကနယ်ဆင်းချတော်သောကားအရှင်ကြောင့်သူတို့စပင်းတွေတစ်ဖြတ်ဖြတ်ဝဲလွင့်တွားတတ်ကြတော့လဲသူတို့ကစပင်းတွေကိုတက်ရအောင်ပြန်ပြီးမပြုတ်ပြန်နိုင်ကြတော့ညနေကြီးဤအလင်းရောင်ညှို့ယူရိတ်နဲ့ သူတို့ဤလေးလံထိုင်းမှန်းနေသောပင်ပန်းမှုတို့ဤလိုက်ဖက်ညီမှုကိုကျွန်တော်တဘောကြစွာငေးမောတတ်ပါသည်အခုလဲပြည်သားရလမ်းမပေါ်မှာလူတွေများစွာပြူလာသည်စိုက်ကားဘဲတံတွေစုညံလာတတ်သည်နေအောင်ကြီးကအနီအောင်ရက်ရက်ဖြစ်လို့လာသည်ကိုကျွန်တော်ငေးမောနေမိပါသည်ငေးမောနေရင်ကကျွန်တော်ရှင်လည်းကိုအတိတ်တစ်ခုကအခုံဝင်လာသည် ကျွန်တော်ရှောင်းရမ်းပြီးတကားအခင်ပိတ်ပောင်ကိုလက်ဖြင့်ဖမ်းဆုပ်ခိုင်းထားလိုက်မိသည် ကျွန်တော်ရှင်သည် ချက်ချင်းလေးလံထိုင်မှန်းကဝမ်းနေလာခဲ့သည်ကျွန်တော်နှစ်ချိုက်တဘောကြသောအီမြင်ကွင်းကိုငီးမောခြင်းသည် ကျွန်တော်အတွက်နောက်ဆုံးသားဖြစ်ပါသည်ကျွန်တော်အမေကမွေးကလေးကဒီအိမ်ကလေးမှာနေခဲ့ခြင်းသာဖြစ်ပါသည်ကျွန်တော်အသက်28နှစ်အထိကျွန်တော်အဲ့ဒီအိမ်လေးမှာနေခဲ့သည်အခုတော့ကျွန်တော်တို့ဒီအိမ်လေးကိုစွန့်ခွာရတာမြည်တဲ့အခုတညအနေနဲ့တညပြီးလင်ကျွန်တော်တို့ဒီအိမ်ကလေးမှာပြောင်းရွှေ့ရတာမြည်ဟောဒီပြည်သားရလမ်းကလေးကို ကျွန်တော်အခုနေရာက ထိုင်နေခွင့်မရှိတော့ယခုနေအောင်ကြီးယခုမျက်နာများနဲ့အတန်အရာအရေးတို့ကျွန်တော်ထားခဲ့ရတာမြင်ဝမ်းနေမှုသည်ကျွန်တော်ခန္ဓာကိုယ်ထဲစိတ်ပြန့်၍လာသည်ကျွန်တော်ကားလမ်းမမှမျက်နာလွတ်လိုက်သည် ကျွန်တော်ရှင်ထဲမှာလမ်းမကိုငေးမောချင်စိတ်သည်မရှိတော့ရှောင်းရမ်းပြီးအိမ်ထဲကိုလှည့်ကြည့်လိုက်ပြီးတော့ကျွန်တော်အိမ်သည်ကျွန်တော်အရင်မြင်နေကြအင်္ဂလီမဟုတ်တော့ ကျွန်တော်အရင်ကထိတွေ့နေကြဖွဲ့စည်းပုံမဟုတ်တော့ချေဖះဆံကရှင်းပြီးဟာလာဟင်းလင်းဖြစ်နေသည်ဘီရိုများစပွဲများနဲ့ကျွန်တော်စာအုပ်ဆင်သည်လည်းမရှိတော့ဧကန်းမျက်နှာစာတွင်ချိန်ထားသည့်တပ်ပုံများလည်းမရှိတော့နယံတွင်ကတ်ထားသည့်နင်းစီပွင့်ပုံလည်းမရှိတော့ထိုနေရာတွင် အဖြူရောင်ကွက်လက်ရှိဖြစ်နေသည်အရင်ကလိုဂျိုဒန်ပုံမှာအင်ကြီးတွေလောင်းများမရှိတော့ဂျိုဒန်ပြန်မရှိတော့တဲ့ဖြင့်အိမ်တော်ဖေးတို့တန်းမြင်နေရသည်အိမ်တော်ဖေးတွင်လည်း ဇပွဲပကန်းစင်မိဖို့ဘာမှမရှိကြတော့ကျွန်တော်မမြင်ရနိုင်တော့ရခင်ထားရှိသည့်နေရာများမှပျက်စီးများလဲထိုနေရာမှာမရှိကြတော့ဆိုတာကိုကျွန်တော်သိနေသည်ပျက်စီးများအားလုံးကိုစုပုံထုတ်ဖို့ကကျွန်တော်တို့တင်းဆဲပြီးတဲ့ဖြင့်ကျွန်တော်တို့အင်္ဂလိပ်သည်ကွက်လက်တို့ဖြင့်ပြည့်နှံ့နေသောနေရာကြီးတစ်ခုဖြစ်လို့နေသည်ထိုကွက်လက်များကိုကြည့်ရင်ကျွန်တော်ရှင်ထဲမှာကွက်လက်အကြီးကြီးတစ်ခုဖြစ်လာတဲ့ဖြင့်ကျွန်တော် ထိုကွက်လက်များထံမှမျက်နှာလွှဲလိုက်မိသည်ကျွန်တော်ရှောင်းရမ်းပြီးစုပ်ကိုင်ထားမိသောတကားပေါက်အပိတ်လေးကိုကျွန်တော်ငင်းနေမိသည်ကျွန်တော်တို့မိသားစုကျိန်ဖန်များစွာနင်းတက်ခဲ့သည့်ဖြင့်တကားပေါက်အပိတ်လေးမှာအထီးအထွေဝါကချောမွန်နေသည်တစ်သားကွက်လေးများကပေါ်လစ်တိုက်ထားသလိုဖြစ်နေသည်ဖျောင်းဆက်လေးများအစွန်ထင်များကိုလည်းတွေ့ရသည်သို့တော့ထိုတစ်သားပေါက်အပိတ်လေးမှာကျွန်တော်နဲ့ရှင်နေနေသည် ကျွန်တော်နဲ့28နှစ်တိတိရင်နေခဲ့သည်ကျွန်တော်ဤကိုရဲကိုငွေကျွန်တော်မိသားစုဤကိုရဲကိုငွေကိုထိုနေရာလေးတို့ကမှပင်ကျွန်တော်ရှာနိုင်သည်ကျွန်တော်ထိုနေရာလေးကိုပွတ်တိုက်ခဲ့သည် ထိုးစိတ်ကုတ်ဖဲခဲ့သည်ခြေချနှင်ဖြတ်တန်းခဲ့သည်ထိုနေရာလေးကိုကင်တွယ်ထိတွေ့ရသည်မှာကျွန်တော်ခန္ဓာကိုခြေလက်တို့ကိုကင်တွယ်နေရသလိုပင်ဖြစ်နေသည် အရင်တစ်ပတ်က ကျွန်တော်တို့ပြောင်းရွှေ့ရမည့်အိမ်လေးကိုကျွန်တော်တို့တွားရောက်တိုက်ချွတ်ဆေးကြောကြသည် ထိုအိမ်ကိုကျွန်တော်ဒုတိယအကြိမ်ရောက်ဖို့စံတာဖြစ်ပါသည် ထိုအိမ်ကကျမ်းပြင်များကိုကင်တွယ်ရသည်မှာအခုလိုမချော့မော့ကြမ်းတမ်းနေသည်ဟုကျွန်တော်ခံစားရသည်ထိတွေ့ရသည့်နေရာတိုင်းနေရာတိုင်းသည်ကျွန်တော်နှင့်တစိမ်းဆန်နေသည် အရာတိုင်းအရာတိုင်းသည်ကျွန်တော်နှင့်အကျန်းတော်မနေပဲမရဲတရဲဖြစ်နေခဲ့သည်ထိုအိမ်ထဲမှာလမ်းလျှောက်ရသည်ကပင်ထူဆန်း၍နေသည် ကျွန်တော်တို့အိမ်ထဲမှာလမ်းလျှောက်ရသလိုသတိလက်လွတ်ကရှောက်ရမရဘာကိုသတိထားနေသလဲဆိုတာကိုလည်းကျွန်တော်မသိထိုအိမ်အတွင်းမှာဆင့်အစင်းအသက်များမှာကျွန်တော်အိမ်ကလိုအကွာအဝေးမဟုတ်တဖြင့်ဆင်းတိုင်းတက်တိုင်းစိတ်ထဲမှာတစုံတစ်ခုကို ဆောင်ရွက်နေရသလိုဖြစ်နေသည်ဒါငါတို့ရဲ့အိမ်ဖြစ်လာမဲ့အိမ်ဟု ကျွန်တော်စိတ်ထဲမှာအကြံကြံတိနေကြသည်တိုင်းထိုအိမ်သည် ကျွန်တော်နဲ့ရှင်နိမလာခဲ့ချေသစိမ်းတရားဆန်ဖြစ်လို့နေပါသည် အိမ်အိမ်ဆိုသည့်စကားကိုပြောခဲ့တိုင်းသို့မဟုတ်ကြားလိုက်ရတိုင်းကျွန်တော်သည်ကျွန်တော်အင်္ဂလိပ်ကိုသာမြင်ခဲ့သည်စိတ်ထဲကသိရှိခဲ့သည်ယခုအိမ်ဆိုသည့်စကားကိုပြောရကြားရသည့်အခါတွင် ကျွန်တော်သည်ယခင်ကအတိုင်းပင်ကျွန်တော်အင်္ဂလိပ်ကိုသာစိတ်ထဲကမြင်ခြင်းသိခြင်းနေခဲ့သည်ထို့သောဒီအိမ်လေးကိုကျွန်တော်မပိုင်တော့ဟုသောအတွေ့အကြုံစိတ်ထဲမှအင်္ဂလိပ်သည် တုံဆွဲထိတွေ့ရတာမဝမ်းမရေဖြစ်နေခဲ့သည်ကျွန်တော်တို့ထပ်ရမည့်အိမ်အစ်စ်ကိုကကျွန်တော်ဘလို့မှစိတ်ထဲမှာတုံဆွဲခံစားဖို့ထည့်ထားရမရမတိစိတ်တွင်ရောတိစိတ်တွင်မှာထိုအိမ်သည် ကျွန်တော်နဲ့တကက်တဆိုင်ဖြစ်ရနေသည်အိမ်ဆိုသည်မှာလူတယောက်အတွက်ညာအိမ်ယုံနားနေခိုလုံနိုင်ယုံယာရီဥရုထံကိုအကာအကွယ်ပေးနိုင်ယုံလာရောက်ဆက်တွေ့တွေးဆောင်နိုင်ယုံနေရာဆိုသည့်တတ်မှတ်ချက်များအပြင် ဆွဲလန်းမှု စိတ်ကျေနပ်နှစ်သိမ့်နိုင်မှုလွတ်လပ်ရင်းနှီးမှုနေထွေငြိမ်းချမ်းမှုဆိုသည့်တိတိပပစုပ်ကံမပြနိုင်သော စိတ်ဤခံစားမှုများပါပါဝင်နေသည်ကိုယခုမှသာကျွန်တော်ခံစားလာနိုင်ခြင်းဖြစ်သည်သိရှိနားလည်လာနိုင်ခြင်းဖြစ်သည်ကျွန်တော်တည်ရင်ကလေးမှာပင်ပျော်ရွှင်ဝမ်းမြောက်မှုတွေကို ခံစားခဲ့ရသည်စိတ်ဆင်းရဲဝမ်းနမ်းမှုတွေကိုခုခံခဲ့သည်ဒီအင်ရှိကမ်းမှာပင်ကျွန်တော်စာတွေရေးခဲ့သည် ်ကျောင်းစာတွေကြက်ခတ်သည်အိပ်ပျော်သွားစဉ်အိမ်မက်တွေမက်ခတ်သည်ကျွန်တော်အနာဂတ်ကိုကျွန်တော်များစွာစဉ်းစားစိတ်ကူးတည်ဆောက်ခဲ့သည် ကျွန်တော်ချစ်သူနဲ့လက်ထပ်ရသည်ကလေးတွေလည်းရမည် အမေနဲ့အဖေတို့ပျော်ရွှင်နေကြသည်ကျွန်တော်တို့ထမင်းဝိုင်းမှာပျော်စရာကောင်းသည်ဒါမှမဟုတ် ကျွန်တော်ချစ်သူကမုန်းသွားသည် ကျွန်တော်စိတ်ဆင်းရဲမွန်းချက်နေရသည်ကျွန်တော်ဆင်းရဲမွဲတည်သွားသည်ကျွန်တော်အသက်ရွယ်ကြီးကအုံမင်းလာသည်ညီတို့ပင် ျွန်တော်စိတ်ကူးတွေစဉ်းစားမှုတွေပြောင်းလဲသွားသည်ဖြစ်စေကျွန်တော်အင်္ဂလိပ်ထဲတွင်တာဖြစ်သည် ကျွန်တော်အင်္ဂလိပ်နဲ့အတူတာဖြစ်သည်ထို့သောစိတ်ကူးစဉ်ကအင်္ဂလိပ်ဆိုသည်မှာအတွေ့အထိတွင် လုံးဝမပါထဲ့တွေ့စရာမလိုသည့်အချက်တစ်ခုသာဖြစ်သည်ကျွန်တော်ပြောင်းလဲမှုတစ်ခုအတွက် အရေးမပါလာသောနောက်ခံကင်ဘတ်စာတစ်ခုသာဖြစ်သည်ထို့သောအခုတော့ဒီလိုမဟုတ်တော့ကျွန်တော်၏အနာဂတ်ကို နောင်ရလာမည့်နေ့ရက်တွေကိုစဉ်းစားသည့်အခါတွင် အိမ်အစ်စ်နှင့်ဆက်ဆက်တွေ့ရမရတွေ့ကြည့်လိုက်မိလျှင်စိတ်ထဲမှာလိုက်ဖက်အံ့ကြခြင်းဖြစ်မလာချေကျွန်တော်အင်္ဂလိပ်နဲ့အတူစိတ်ကူးရင်စံကထိုအကြောင်းများသည့်တကယ်ဖြစ်လာသလိုကျွန်တော်စိတ်ထဲတွင် ဖြတ်ခနဲဖြတ်ခနဲပေါ်လာကြသည်ထိုပေါ်လာသောစိတ်ကူးမြင်ကွင်းများကို ကျွန်တော်ရင်းနှီးစွာအသေးစိတ်မြင်နေကြရသည်အိမ်အစ်စ်နှင့် စိတ်ကူးလျှင်ထိုအတွေးများသည့်တကယ်စိတ်ကူးဖြစ်နေကား ျွန်တော်နဲ့မပတ်သက်သလိုအခြားတစ်ခုခုဖြစ်နေသလိုလိုပင်ထို့အချက်ဤပြောင်းလဲမှုမှာစိတ်ကူးတွေးထင်ရာတွင် လုံးဝပါဝင်ကြခြင်းမရှိသည့်အင်္ဂလိပ်ကြောင့်ဟု ကျွန်တော်အခုတည်တည်ချာချာပင်သိခဲ့ရပါသည်ငါမွေးရက်ငါအိမ်မှာပဲခေါင်းပြန်ချမယ်ဆိုသည့်စကားမျိုးကို ကျွန်တော်တို့များစွာကြားခဲ့ဖူးသည်ထို့စကားဤကြောင်းမှတ်ပွဲ စိတ်ဆန္ဒတစ်ခုကိုအခုပင်ချက်ချင်းနှလုံးသားနှင့်ပြည့်စုံစွာနားလည်လာနိုင်သည် ျွန်တော်အဖွာသည်စိတ်ယုံတင်ထားရသည်ဆရာဝန်များကလက်လျှော့လိုက်သည့်အခါတွင်ငါတရားတော်မှာမဟုတ်လားဒါဆိုငါ့ကိုအိမ်ပြန်ပို့ပေးချဟုတောင်းဆိုခဲ့ပို့သည်ဆရာဝန်များအဆိုအရတရားနှစ်ရပြန်ခံပြီဆိုသောအဖွာသည်အိမ်တွင်၁၈ရက်တည်တည်အသက်ရှင်နေနိုင်ခဲ့သည် ဟုတ်ပါသည် လူတရား၏နောက်ဆုံးအချိန်တွင် ကိုနှင့်မရင်းနှီးသော အမြင်အတွေ့အတန်အရေးအနည်းအထိုင်များကြားတွင်တည်ရှိနေရသည်မှာ ဘလောက်ဒဇိုင်းတရံဆန်သည့်အားငယ်မှုမျိုးလဲဆိုတာကိုကျွန်တော်တဘောပေါက်လာသည်တေခြင်းတရားဆိုသည့်ရွှန်းကြောက်စရာ စိတ်ခံစားမှုကြီးပေါ်တွင်ဒေတာစိမ်းနေရာစိမ်းဤအနတ်အသက် တွေးထိခံစားမှုကြီးကလေးပင် ထုံမှန်းစွာ အုံမူပြကြနေမှာသိချပါသည်ထို့မယင်းဤတိနေရာရှိသည်အသက်ရှင်ဝင်ရသည့်နောက်ဆုံးအချိန်နှင့်တေခြင်းတရားဤညံ့တာမှုအတွက်ကြီးစွာသောအနောက်အချက်ဆိုကြီးတစ်ခုဆိုသည်မှာသိချနေပါသည် ယခုအခါတွင် စီဝါရေးဒီဟုသောတခုလေးတော်ယူရချက်ဖြင့်လူပေါင်းများစွာသည်မိမိတို့နှစ်ကာလရှိကြစွာနေထိုင်လာခဲ့ကြသောမွေးရအိမ်များကိုစွန့်ခွာခဲ့ရသည်အစွန့်ခွာခံရရသူတွေလည်းရှိသည်မွေးရသီတာများသူတို့ယင်းဤကျောင်းဝင်ခဲ့သောဗန်ဝန်ချံများသူတို့အင်္ဂလိပ်များသည်သူတို့နှင့်ဘရော့မှပြန်လည်ဆောင်တွေ့ခွင့်မရှိသောအဝေးတွင်တိတ်ဆိတ်ဝမ်းနည်းပွေကြံခဲ့ကြသည်ထိုပြောင်းလဲမှု၏ထင်းချောင်းမှုသည် ဟိုမှဒီမှပေါ်လာကြသည် ကျွန်တော်တို့အင်းရှိလမ်းမမှအိမ်အသုံးဆောင်ပစ္စည်းများကိုတင်ထားသော လော်ရီကားကြီးများတဝဝဖြတ်မောင်းသွားသည်ကိုကျွန်တော်ငေးမောခဲ့ပူသည်ထို့နောက်ဆုံးခွာမှုသည် ကျွန်တော်တို့ဖြီးတာရလမ်းကလေးပေါ်သို့ရောက်လာခဲ့သည်ကျွန်တော်တို့နှင့်ယင်းလေးသူများပြောင်းရွှေ့သွားကြသည်ထိုနေရာတွင် တန်တကားခံခံဖြင့်အဝါရောင်အဖြူရောင်တိုက်ရင်ကြီးမှမီးရောင်လေးရောက်လာကြသည်။ညဆိုလင်မှောင်မဲတိတ်ဆိတ်ကငြိမ်သက်နေတတ်သော ကျွန်တော်တို့လမ်းမလေးမှာ ထိုတိုက်အိမ်ကြီးများဖြင့်လင်းလက်လာသည်၃နှစ်အတွင်းကျွန်တော်တို့ပြည်သားရလမ်းကလေးနှပေးမှာအဝါရောင်အဖြူရောင်မှုွင့်ကြီးတွေဘွားကနေပေါ်လာခဲ့ကြသည်ကားအဖြူလေးတွေရောက်လာခဲ့သည်စကတ်အတူနေကာမျက်မှန်နဲ့ခတ်တင်းတဲ့မျက်နှာတွေရောက်လာကြသည်ထိုနေရာမှပြောင်းရွှေ့သွားသည့်ကျွန်တော်တို့မိတ်ဆွေများကိုတော့ပြန်မတွေ့ရတော့ထိုနေရာများမှာလဲအရင်လိုတစ်သားအိမ်နဲ့တန်းတလုံးပင်ရှိတော့မဟုတ်ကြတော့ ျွန်တော်တို့အင်္ဂလိပ်နဲ့အခြားသုံးလေးအင်သာမှုံကုတ်ကုတ်မဲမောင်သည့်တသားအင်္ဂလိပ်များအဖြစ်ကြံခဲ့ကြသည် အခုတော့ထိုချင်းချောက်မှုသည် ကျွန်တော်တို့အင်္ဂလိပ်ထဲသို့ရောက်လာကအင်္ဂလိပ်ထဲတွင် ကျွန်တော်တို့တမိသားစုလုံးကိုမန်ဖီဟိန်ဟောက်နေပေပြီမွေးရစာတွေကို ကျွန်တော်တို့မြန်မာလူမျိုးတွေချစ်ကြသည်ကျွန်တော်ကဘယ်စာတိပြဟုဂုံယူစွာမျက်နှိုးစွာပြောထားကြသည်စာရေးသည့်အခါ စီပွားရေးလုပ်သည့်အခါတချင်းဆိုသည့်အခါမွေးရစာတီကိုကလောင်နာမည်ဆိုင်နာမည်အဆိုတော်နာမည်ရှိတွင်ထည့်တွင်ကမိမိမွေးရမည်ကိုကွန်ပျူတာကြသည်မိမိတို့မွေးရစာတီကိုချက်ချင်းဆိုသည်မှာမိမိတို့အိမ်မှာချက်ချင်းမှလာသည်မှာတေချာလွန်လာသည်ထုံမတဆင့်တိုင်းပြည်ကိုချက်ချင်းအထိကြီးမားခိုင်မြဲသွားခြင်းဖြစ်လာလေသည်မွေးရစာတီကိုချက်ချင်းသည် ဂိုင်းကနအဆင့်သို့မရောက်မချင်းနှစ်လိုပဲကောင်းသည့်မျက်နှိုးစရာ စိတ်ဆွဲလန်းမှုပင်ဖြစ်ပါသည်ဂိုင်းကနအဆင့်သို့ရောက်သွားလင်တော့ထိုမျက်နှိုးနှစ်လိုပဲကောင်းမှုသည်ပျက်စီးမင်းမင်သွားတတ်သည်ဒို့မဟုတ်ထိုသူရှင်ထဲမှထွက်ပြေးပျောက်ကဲသွားတတ်သည် ထိုစိတ်သည်တိမ်မွေးလွန်းတစ်ဖြင့်ရှင်ထဲမှဝင်းနေသည်ရှိနေသည်ဆိုခြင်းကိုရုတ်တရက်မတိမြန်နိုင်ကြရှိယခုတော့ထိုစိတ်သည်ကျွန်တော်ရှင်ထဲမှတစ်ဖြက်ဖြက်ခုံထနေသည် ဘယ်နေရာမှမတိတော့သူ့ကိုချီနှောင်ထားသည့်ကြိုးတွေကိုရုံးကန်နေခဲ့သည် အမောင်ဒီရောင်းနေကြအတိုင်းရောက်လာသည်ပရိဘောကများပစ္စည်းများကိုပြောင်းရွှေ့ထားသည်ဖြင့်ထုံးနေကြမိချောင်းအောင်သည်ကျွန်တော်တို့အင်္ဂလိပ်ထဲမှာပို၍လင်းလက်ကနေသည် အရင်ကလိုမြင်နေကြအရေးတွေမဟုတ်တော့ကျွန်တော်တို့မိသားစုထမင်းစားကြသည်တအူးတယောက်မြစကားမှမပြောပြကြ စကားပြောရမှာဝန်လေးသလိုကြောက်ရွံ့နေသလိုဖြစ်နေကြသည် တအိုးကြီးအတွေ့ကိုတအူးကမတိနိုင်တော့လဲထိုအတွေ့မှာကျွန်တော်လိုပင် အင်္ဂလိပ်နဲ့ပတ်သက်နေမိမှာတော့ထေချာပါသည်ကျွန်တော်တို့အင်္ဂလိပ်ကိုပြောင်းလဲလာတော့အခြေအနေများအရရောင်းဖို့နောက်ဆုံးဆုံးဖြတ်လိုက်ရသည်ထိုအချိန်အထိအင်္ဂလိပ်သည်ကျွန်တော်ရင်ထဲတွင် ရှိနေသည်ကိုကျွန်တော်မသိရသည် ထို့နောက်လူဝဝလူပမဲတွင် ကားအဖြူကားအနီတွင် လာကြည့်ကြသည် အမေက တဦးလာကြည့်လင်ဈေးတစ်ခါတက်တက်ပြီးပြောသည် နောက်ထိုလူတွေပြင်မလာကြတော့နောက်ဆုံးတော့ကားအဖြူလေးနဲ့အသားဖြူဖြူအသက်30ပတ်ဝန်းကျင်လောက်အမျိုးသမီးနဲ့ယောက်ျား3-4ယောက်ရောက်လာသည်အမေပြောသည့်ဈေးကကျွန်တော်တို့တစ်ခါမှစိတ်ကူးမရင်ဘူးသည်စေထိုမိမကနေကာမျက်မှန်ကိုချွတ်သည်ပေါင်မော်တင်ထားသောလေသာအိတ်ကိုပေးချသည်စကားတံဝဲဝဲနဲ့အမေကိုရယ်မောကစကားပြောသည် လိုအပ်သည်များကို တောင်းရစ်ချည်သည်အိမ်မော်ကဆင်းတော့ကာအနာမှာရှက်ကအိမ်ကိုပတ်ဝန်းကျင်ဟိုဟိုတီတီချည်သည်လက်ညှိုးဟိုထိုးတီပြားနဲ့လှုပ်သည်လှလှကလေးရှဲသည်မျက်မှန်ကိုပြန်သက်သည်အိမ်ကလေးကိုပြန်ချည်သည်နောက်တစ်ချိန်လာတော့လူတွေပုံများပါလာသည်သူတို့မိသားစုဝင်များဖြစ်ပေါ်ရသည်အိမ်လေးထဲဝင်ကြည့်ကြသည် ကျွန်တော်တို့နားမလည်သည့်ဘာသာစကားဖြင့်အချင်းချင်းစကားပြောကြသည် ောက်တစ်ပတ်လောက်အကြာတွင်ဈေးတည်သွားကြသည်ကျွန်တော်ရှိတွင်ပုံထားသည့်ညားပြားလှစွာသောငွေတွေကိုမြင်ရတော့ပထမဆုံးအချိန်ကျွန်တော်ပျော်ရွှင်ကစိတ်ပြောင်းလဲသွားတာကိုမှတ်မိပါသည်ထိုငွေတွေကိုရှည်တွက်နေရင်ရှည်တွက်နေရင်ကကျွန်တော်အသိစိတ်ကအင်္ဂလိပ်နဲ့ဝေးပြေးဝေးပြေးတွားလေသည်သူတို့ပြန်သွားကြသောအခါကျွန်တော်အင်္ဂလိပ်ကိုကျွန်တော်ပထမအဦးဆုံးအချိန်ပြောင်းလဲသွားသည့်ခံစားမှုနဲ့ကြည့်ကြရသည်ဒီအင်္ဂလိပ်သည် ကျွန်တော်တို့အင်္ဂလိပ်မဟုတ်တော့ပြီကျွန်တော်အဲ့ရီမပြောဒီအင်္ဂလိပ်ထဲမှာကျွန်တော်နေခွင့်သည်နိုင်ပိုင်းမျှသာရှိတော်ဒီမဟုတ်လားကျွန်တော်တွင်လမ်းဘေးမိတိုင်းမှာအလန်းနဲ့တိရွတ်အခြေကလေးများကဟိုဟိုတီတီချိန်ွဲ့နေကြသည်ညသည်တိတ်ဆိတ်နေပြီးကျွန်တော်တို့အင်္ဂလိပ်ကငြိမ်နေသည်ထိုအင်ကို ကျွန်တော်အမေကတစ်တွေလိုက်ဝဲကတအူတဲ့ဆောက်ခဲ့သည်ထိုစဉ်ကအဖေနဲ့အမေအိမ်တော်မကြကြသည် အမေကဒိုးဒီတော်တမိမှု အင်္ဂလိပ်အတွက်လိုအပ်သည်တို့ကို တကူတည်းဆောင်ရွက်ခဲ့ရသည်ပထမဤအင်္ဂလိပ်ကိုနှစ်ထပ်အင်္ဂလိပ်စာဖို့စီစဉ်ခဲ့သည် နောင်မအဖေကြီးကနောင်မိမကိုပါခေါ်ထားမည်ဟုပြောလာသည်ဖြင့်အမေကစိတ်ဆိုးကတိုင်များကိုဖြတ်ပြီးတထပ်အင်္ဂလိပ်စာခဲ့သည်ထိုကိစ္စများမှ ထိုကိစ္စများမှာအမေပြန်ပြောခဲ့သည့်အင်္ဂလိပ်ဖြစ်သည်ပုံအစားဖြစ်သည်ကျွန်တော်ကိုအမေက ဟောဒီအင်္ဂလိပ်အတွင်းကမှပင်လက်တံနဲ့မွေးပွားခဲ့သည်အမေဝမ်းကကြွက်ခါစကျွန်တော်လောကနဲ့ပထမအဦးဆုံးထိတွေ့ခဲ့သည့်ငိုရံတွေဟောဒီအင်ချမ်းပြင်းများနေရံများအမိုးများတိုင်များတွင် ထိရှိုက်မျိုးဝင်နေပေလည်းမြည်ကျွန်တော်ညီကိုတော့အမေကကာတူလိုက်မှမွေးခဲ့သည်ကျွန်တော်ဟာဟောဒီအင်သားဆက်ကျွန်တော်ဆယ်တန်းရောက်သည့်အခါပတ်ဝန်းကျင်တစ်ခုလောအိတ်နေချိန်မှာကျွန်တော်ထခါစာချက်ခဲ့သည်အင်္ဂလိပ်ကငြိမ်ပြီး ျွန်တော်ကိုငုံထွေးထားခဲ့သည် ကျွန်တော်စာချက်တန်ကိုကျွန်တော်ပြန်ချအောင်လုပ်ပေးသည်ယခုသည့်ဆယ်ရက်နှစ်မှခေါ်အမှတ်နှင့်အချိန်စရားကိုနေရန်တွင် ကျွန်တော်ရေးဆွဲထားသည့်အတိုင်းပင်ရှိနေသည်သည်ကျွန်တော်အိယာထဲမှထားကအရင်အိမ်ပျော်သည့်ညာများလို့ပင်အိမ်ရှိခန်းလေးထဲမှထိုင်သည်ညသည်ငြိမ်၍နေသည်အိမ်ကလေးကိုအမောင်ထဲမှကျွန်တော်ရှောင်နေနေမိသည်ကျွန်တော်ငေးမောမိသည့်နေရာတိုင်းတွင် အင်္ဂလိပ်၏ညှိုးနွမ်း၍အတနာခံသောမျက်ဝေါ်များကိုငြိမ်ဆိတ်စွာတွေ့နေရသည်ကျွန်တော်ဒီနေရာတွင်ထိုင်ကကြပြားတွေဆက်ခဲ့သည်ဝတ္ထုတွေရေးခဲ့သည်ကျွန်တော်ကိုမချစ်သောချစ်သူကိုလွမ်းခဲ့သည် ကျွန်တော်ဘဝကိုကျွန်တော်တွေးထင်ခဲ့သည်လာရောက်တွေကန့်ညိနေသည့်ရတင်းမောက်ကလေးမှလှမ်းမြင်နေရသောတည့်ရွက်လေးများကိုငေးရင်းရင်ထဲကခုန်ထွက်လာကြသောစကားလုံးများကို ကျွန်တော်ဖန်ဆီးဖွဲ့တည်ခဲ့သည် ဟိုဘက်အုံမြင်ချင်းတပြန်အကြားမှလွတ်နေသောကောင်းငင်ပြင်ကြီးတက်ကနှီးလိုက်ဆိုင်းလိုက်ခုံပေါက်နေသောကျဲလေးကိုညာတိုင်းငေးမောက လာမင်းဤအဝေးကျဲဟူသောကြပြာကလေးကို ကျွန်တော်ရေးခဲ့သည်အုံမြင်ကြီးတဲ့သို့လာမင်းဝင်လာသည့်အခါအုံပြင်အုံလက်များက လာရောင်ဖြင့်လင်းလာကပင့်ကူအင်ကြီးလိုဖြစ်သွားပြီးလာမင်းကပင့်ကူအင်ကြီးတွင်ညှိတွေ့သည့်ဘိုးကောင်လေးလိုဖြစ်သွားသည်ကိုကျွန်တော်တဘောကြငေးမောခဲ့သည်အခုတော့ တည့်ရွက်လေးကိုရော ခုံနေသည့်ကျဲတပွင့်ကိုရော လာမင်းပိုးကောင်လေးတွေကိုရောပင့်ကူအင်ဂျီနဲ့အင်ဂျီကိုရောဒီနေရာပြတမောက်လေးကိုရောကျွန်တော်ထားရခရတော့သည်နောက်တနည်းညာများတွင် ကျွန်တော်ဒီမြင်ခွင်းဒီပကြီကားကိုကြည်ခွင်ရတာမြင်မဟုတ် ကျွန်တော်ရင်သည် ဆွဲလန်းမှုကြောင့်နာကျင်ဝမ်းနေလာသည်ထိုစဉ်တွင်ကြိုက်ဆန်ဖျားမှတန်စုံနိုင်တည်တံသည် အော်တိုဘာလာ၏နှင်းမွန်ဖွယ်ဖွယ်များအကြားတွင် ဖြတ်တန်းကကျွန်တော်ရှင်နဲ့ရောက်လာသည်တိတ်ဆဲသည့်နှင်းစာများနှင့်တန်းစုံနာချီ၏ရောစက်မှုသည်ကျွန်တော်ရှင်နဲ့ကို ဝင်ရောက်လာကအနယ်အနှစ်များကိုထားကြစေသည်အရင်ကตาရစိတ်အချိန်တိလိုစိတ်နဲ့နားထောင်နေပူသောထိုနာရီတန်းသည်အခုတော့ကျွန်တော်ကိုနှုတ်ဆက်ဖို့ထောက်အော်လိုက်သည့်အတန်ဝါကြီးလိုဖြစ်နေခဲ့သည်ကျွန်တော်ထိုနာရီတန်းကြီးကိုလည်းသူတို့ကိုပေးခဲ့ရတော့မည် တဆတဆကျွန်တော်တို့ဆုံးရှုံးမှုတွေက ပိုလို့သိသားလာနေသည်ကျွန်တော်ရှင်သည်ဝမ်းနဲ့နှမျောခြင်းဖြင့်လေးလံနေသည်ကျွန်တော်တကားဘောက်ကိုဖွင့်လာအိမ်အောက်သို့ဆင်းနေသည်လမ်းမိတိုင်းများသည်ငြိမ်၍လင်းနေက ကျွန်တော်မြင်နိုင်သည်များကိုမြင်ခွင့်ရရန်ပြုလုပ်ပေးနေသည်အဝေးတွင် အမောင်နောက်ခံ၌နှင်းစပြပြတို့ဝေဆိုင်နေကြသည် ကျွန်တော်ဖြီးတာရလမ်းကလေးကိုငေးမောနေမိသည် အင်္ဂလိပ်ဘက်သို့ပြန်ကြည့်လိုက်သည့်အခါတွင် အင်္ဂလိပ်ကမဲမောင်ကတည်ငြိမ်နေပြီးစနေကျနေသည် အိမ်အမိုးမှနှင်းဆဆွတ်တော်လာရောက်ဖြင့်လင်းလန့်နေသည်ကျွန်တော်ထိုအင်္ဂလိပ်ထဲမှအိပ်ပျော်ကသည့်ညာတိုင်းညာတိုင်းလာရောက်သည်အိမ်အမိုးပေါ်မှာယခုလိုပင်တာနေပလိမ့်မည်အိမ်လေးကကျွန်တော်တို့မိသားစု၄ယောက်စလုံးကိုသူ့ရင်ခွင်ထဲထည့်ကအခုလိုပင်ငြိမ်သက်စွာနေခဲ့ပလိမ့်မည်သူ့ကိုတရီထားကြင်ငိမ့်မိသူမရှိတိတိုင်း အင်္ဂလိပ်သည်သူ့မာနအတုတောင်းဝန်ကိုခြေပွန်စွာထမ်းဆောင်နေသူတို့လိုပြည်သားရလမ်းလေးနဘေးတွင် တည်ကြည်နေခဲ့ပေလည်းမည်အခုတော့ကျွန်တော်ငေးနေသောအင်္ဂလိပ်သည်သူခြေပွန်ငဲ့တီတိုင်အောင်ကျွန်တော်တို့ကသူ့ကိုဆွန့်ခွာတော့မှလားဟုဝမ်းနေတော်လဲခွန့်လွတ်နားလည်သည့်လေးတန်းဖြင့်မေးနေသည်ကျွန်တော်တို့ဆွန့်ခွာတော်ပြီနောက်ပိုင်းတွင်သူတို့ကဒီအင်လေးကိုအင်ဟောင်းဝယ်တူတန်းရောင်းလိုက်ကြမည် ထိုလူများကအိမ်ကလေးကိုနွားတထောင်အမဲဖြတ်တယ်လို့ခုတ်ထစ်ဖြတ်ချွေကယူသွားကြလိမ့်မည်။အိမ်ဖြတ်တံကိုကျွန်တော်နားထဲမှာကြားလာသည်။ထိုအတန်များသည်အိမ်တိမ်ကိုဖြတ်သည့်အခါပေါ်ထွက်လာသည့်အတန်များမဟုတ်ပဲတတ်ရှိတတော်ဝါတကောင်ကို အရှင်လက်လက်ခုတ်ဖြတ်သည့်အခါထွက်လာသည့်ညီတော်အော်ဒန်များဟုကျွန်တော်ထင်လာသည်။သူ့အမိုးတွေကိုတဒုံဒုံထုရိုက်ကသူတို့ဆွဲခွာကြမည်။နယံတွေဟောကနေပြောကြလာမည်။ တိုင်နေမြေပြင်မောက်ကိုကြကငိန်တက်သွားကြမည်။ကျမ်းပြင်များကျွမ်းကနေကျွမ်းကနေပွင့်ထွက်ကုန်ကြမည်။ကျွန်တော်အတွေ့အကြုံကိုရိုက်ပြလိုက်သည်။ကျွန်တော်ရှင်သည်မခံမကျန်းနိုင်အောင် နာကျင်လာသောကြောင့်ဖြစ်သည်။ကျွန်တော်တို့ကို ခွင့်လွှတ်ဖို့အိမ်လေးကိုစိတ်ထဲမှပင်ပြောကြလိုက်သည်။ထိုစကားများကိုကျွန်တော်အတန်ထွက်ယူမပြောရခဲ့ပါ။နင်းမုံစာနုနုလေးများကြောင့်ကာလန်တပင်မြက်ပင်များအေးဆက်ဆူဆူလာသလို့ ကျွန်တော်အတွေ့အနုနုများကြောင့်ကျွန်တော်မျက်ဝေါ်များလဲဆူဆူလာကြသည်ကျွန်တော်အိမ်လေးတက်တို့ပြန်ဝင်လာခဲ့သည်အိမ်ရှိချမ်းမြေမှာပင်ပက်လက်လန်က ကျွန်တော်နေလိုက်သည် ကျွန်တော်ငြင်းချမ်းတာယာမှုမှာအတွင်းတွင်ဟွန်လန်ချင်းနေပြီးအင်္ဂလိပ်ဤဒီငြင်းငြင်းတတ်မှုက တကယ်ကိုနူးညံ့နေသည်နာရီခေါက်တန်းတန်ဆုံမိတံတွေကို ကျွန်တော်တွေးတဲ့အထီကြောင့်ငြိမ်ဆုံနေမိသည်ထို့ညထို့အချိန်ဤဝမ်းနည်းချွေမှုသည် ကျွန်တော်အိမ်ကလေးဤတန်မိုးတာဖြစ်ပါသည်မကြာမီစတူပေါ်မီကဘုန်းကြီးကျောင်းမှနနက်၄နာရီတုံးခေါက်တန်းသည်ဝမ်းနေချေခွဲပွေရထွက်ပေါ်လာသည်တုံးခေါက်တန်းဆုံးသွားတော့ကျွန်တော်ရင်သည် ဟာတွားကလေးပင်နေရာမှညှို့ထောက်နေမိရာမှပျော်ဆင်းသွားသည် မျက်ရည်သည် ကျွန်တော်မျက်ဝန်းထဲမှအေးဆက်နေသောပါးပြင်ပေါ်ကိုနှွေးရှစွာစီးဆင်းသွားခဲ့ပါသည် သူတို့က အင်္ဂလိပ်ကိုကြည်ကတံမိုးဖြတ်ခဲ့ကြသည်ထို့သောကျွန်တော်တို့ကပေးခဲ့ရသည်မှာထိုအင်္ဂလိပ်တင်မကကျွန်တော်တို့၏ချစ်ခင်ယင်းဤနေသောကျွမ်းဝင်အသားချနားလည်နေသောမိတ်ဆွေတငယ်ချင်းများယခုကြားခဲ့ရပြီးသောစတူဘော်မီကအကြောင်းဤတုံးခေါ်တဲ့ဘတ်စကားအိုကြီးများ အာယုံနုနုမှကားဆန်နှိုးတန်းချက်တွန်လန်းချက်ကဆန်ဖျားဤတန်ဆောင်နာဤတန်းခုံနေတဲ့ကြက်ဝင်လေးတစ်ပွင့် အုံးမင်ဘိုးအိမ်မှာမိနေတဲ့လာမင်းတစ်ခုညနေကြီးပြည်သားရလမ်းကလေးရဲ့နေရောင်ဂုံအစင်လမ်းလေးရဲ့ဆန့်ကျင်ဘက်မြင်ကွင်းများညနေကြီးနွားနဲ့လိုက်ဖက်ညီသည့်လူတွေရဲ့မျက်နှာညစဉ်ပြတင်းမှကျွန်တော်မြင်နေကြတဲ့ရွာများအာယုံနုနုမှာတင်ကန်းကျောင်းဈေးတို့ဈေးတွားရောင်းကြမိကုံစင်းတန်များဤတီတိုးစကားတန်နဲ့အချင်းမူတို့ကြားရလေရှိသောပဲပြောအော်တန်ပြီးတော့ကျွန်တော်တို့ဤ လွတ်လပ်၍အသားချညှိတွင်နေသောစိတ်ခံစားမှုအလုံးကိုကျွန်တော်တို့ရောင်းခဲ့ရခြင်းသာဖြစ်သည် ထို့အချက်များသည်စွန့်ခွာတို့တိုင်းထဲမတွန်မိကြပဲနောက်ဆုံးမှာခံစားလိုက်ရသည့်ဝမ်းနည်းကျူကျုံးမရဖြစ်မှုများပင်ဖြစ်ပါသည် အချိန်ကြာလာတော့လည်းနေသားချသွားမှာပါပဲဟုစဉ်းစားတတ်ကြပြောမိတတ်ကြတော့လေထိုခံစားမှုကိုစိတ်ထဲမှာမရေတရေယုံကြည်ခြင်းသာဖြစ်ပါသည် ထိုအသည့်ရလာသောယန္တိမှုသည်စွန့်ခွာပေးဆက်ခဲ့ရသောဇာတိမွေးရနေရာအင်္ဂလိပ်ကိုပရောမဖြောက်ဖြက်ထွားအောင်စွမ်းဆောင်နိုင်စွာမရှိသည်မှာသိကြပါသည်မနှံ့မိုးလင်းသွားသည်ကျွန်တော်တို့တအိမ်လုံးမှုံမှန်းလေးကန်စွာနှိုးထလာကြသည်ခဏကြာတော့လော်ရီကားကြီးရောက်လာသည်ကျွန်တော်တငယ်ချင်းများရောက်လာသည်ပြီးတော့အင်္ဂလိပ်ထဲမှာထုတ်ပိုးစီစဉ်ထားတဲ့တို့ကိုကားပေါ်စတင်ကြသည် ိမ်လေးထဲမှာကျွန်တော်တို့ရဲ့အသုံးဆောင်ပစ္စည်းများတစ်ခုပြီးတစ်ခုကားပေါ်ရောက်သွားတိုင်းအိမ်ကလေးကဖြူရောဖြူရောလာသည်ကျွန်တော်ရောအိမ်သားတွေရောတငယ်ချင်းတွေပါစကားမပြောကြတဲ့စရာရှိတာတွေကိုဒါတဲကြမှားကြသည် ပြောရသည့်အခါတွင်လည်းတူတူကလေးလေတန်းတက်တက်ကလေးဖြစ်နာပြောကြသည်လေတန်းကျဲတော့လဲတစ်ခုခုကိုထိခိုက်တော့မြည်အတိုင်းနင့်နာနာကျင်တော့မြည်အတိုင်းပဲဖြစ်သည် ထိုအရာမှာအင်္ဂလိပ်ပင်ဖြစ်သည်ဆိုတာကိုကျွန်တော်တို့အားလုံးသိနေကြပါသည် အဖွားဆုံးကနီကအဖွားနာမှာဝိုင်းအောင်နေကြသောလူအများကြီးလှုပ်ရှားတိုင်မျိုးနဲ့အတော့ကိုတူနေပါသည်အင်းနီနာချင်းမိတ်ဆွေများကလည်းလာရောက်ဝိုင်းအောင်ကြည့်ကြသည်ကုညီတဲပိုးပေးကြသည်နောက်ဆုံးတော့ပစ္စည်းတွေအားလုံးကားပေါ်တင်ပြီးသွားကြသည် ကျွန်တော်တို့မိသားစု တွေ့ဝေကကားနာတွင်ရှင်နေကြသည်ဘာဆက်လို့ရမည်ဆိုတာကို တဦးမှမတွေ့တတ်တော့သည့်နယ်အင်္ဂလိပ်ထဲဝင်ခဲ့ကြသည် အင်္ဂလိပ်ထဲမှာအမိုက်ဆက်ကူဆုပ်ဆာပိုးမြင်များအပြင်ဘာမှမရှိတော့ကျွန်တော်ညီကလက်တန်းတစ်ခုပေါ်မှာကျန်နေသည့်ဘာမှအတုံးမဝင်တော့တော့ပလဲအလုတ်ကလေးတလုံးကိုဆက်ခနဲကောက်ကလက်ထဲမှာတင်းကျပ်စွာဆုပ်ကန်ထားသည်ကျွန်တော်တို့အရေးအယောင်အတန်များထိုပလင်းလေးပေါ်တွင် ရှိနေသည်မဟုတ်လားအင်္ဂလိပ်သည် ရင်ခွဲပြီးကစားတရိတ်ဆန်တကောင်လိုဟာလာဟင်းလင်းကြီးရှိနေသည်အရင်ကလင်းခွင်မရတော့နေရာများတွင်လဲအလင်းရောင်များကရောက်နေကကျွန်တော်တို့ကိုနောက်ဆုံးပြသနေကြသည်ကျွန်တော်ကိုမွေးဖွားခဲ့သည်ဆိုတော့အခန်းလေးထဲတွင်ကျွန်တော်ရပ်နေမိသည်ဒီနေရာမှာငါ့ကိုမွေးဖွားခဲ့တာကျွန်တော်အသေးအချာငေးမောသည်ထိုစဉ်အမေငိုရန်ကိုအားလုံးကြားလိုက်ရသည်အဖေကအမေကိုဖေးမကနှစ်သိမ့်သည် ကျွန်တော်ညီရအိမ်လေးပေါ်မှာအရင်ဆင်းသွားသည်ကျွန်တော်လည်းအိမ်ကလေးအနှံ့ရှောက်ကြည့်နေမိသည်ထို့စဉ်ဘဲအချိန်ကရောက်နေပြီမသိတော့ကျွန်တော်တို့အိမ်ကလေးကိုဝယ်သူကြီးဘက်မှလူများက ပြတင်းတကားများကိုလိုက်ပိတ်နေကြသည်ကားဆက်နိုးရန်ကိုကျွန်တော်ကြားရသည်ထို့အချိန်သည်ကျွန်တော်ဝမ်းအနေဆုံးအချိန်ဖြစ်လည်မည်ထင်ပါသည်ကျွန်တော်တကားထွက်လိုက်တော့ခုနကပြတင်းမှပိတ်သူများက အင်္ဂလိပ်အင်ရှိတကားကိုပိတ်ကာတော့ကလောက်အစ်ကြီးကိုခတ်လိုက်ကြသည်ကျွန်တော်တို့ကားပေါ်ရောက်သည့်အခါအိမ်ကြီးချင်းများတငယ်ချင်းများကလက်ပြနှုတ်ဆက်ကြသည်အမေကသွားပြီဟေးဟုငိုရန်ပပနဲ့နှုတ်ဆက်သည်ကားပင်စလိမ့်သည့်အချိန်တွင် ကျွန်တော်အင်္ဂလိပ်ကိုနောက်ဆုံးအချိန်လှမ်းငေးနေသည့်အခါတွင် ကျွန်တော်ရင်ထဲ၌ခြေခွဲဝန်းနေခြင်းနှင့်ခြေနှက်နှစ်သိမ့်ခြင်းတို့ကိုတပြိုင်နက်ခံစားလိုက်ရပါသည် ြေခွဲဝန်းနေခြင်းမှာကျွန်တော်တို့၏ဆုံးခွာမှုအားလုံးအတွက်ဖြစ်ပြီးကျေနပ်နှစ်သိမ့်မှုမှာအင်္ဂလိပ်ဝိညာဉ်ကင်းမဲ့ကတည်ဆုံးသွားသည်ကို အသေးအချာသိလျက်ရသောကြောင့်ဖြစ်သည်သူကိုရရက်ဆက်ဆက်ဖြိုဖျက်ခုတ်ထေကြသည့်အခါတွင်သူဝေဒနာပြင်းပြစွာခံစားရတော့မည်မဟုတ်သည့်အပြင်ကျွန်တော်တို့နှင့်အတူတည်ဆုံးသွားပြီဖြစ်သော အင်္ဂလိပ်၏ဝိညာဉ်သည်ကျွန်တော်နှင့်အတူကန့်ညိကလိုက်ပါလာသည်ဟု ကျွန်တော်ခံစားလိုက်ရတော့ကြောင့်ဖြစ်ပါသည်နီကိုရဲ့1998ခုနှစ်ဂျွန်လာတင်ပွားမဂဇင်း